တခါကဇီဝလို့ခေါ်တဲ့ရွာလေးတရွာရှိတဲ့အဲ့ဒီရွာမှာတီတာလို့ခေါ်တဲ့အဖွားကြီးကတော့သူမရဲ့သားလေးတူတာနဲ့အတူတူနေထိုင်ပါတယ်။တီတာဟာမုတ်ဆိုးမတယောက်ဖြစ်တဲ့အတွက်သူမရဲ့သားလေးဟာသူ့အတွက်တော့အရာရာပဲဖြစ်ပါတယ်။သားဖြစ်တဲ့တူတာကအရင်အပြင်းကြီးပြီးတော့ဘယ်အရာကိုမှတာဝန်မယူတတ်ပါဘူးတဲ့။တီတာကတော့အလုပ်အရန်စူးစမ်းပြီးတော့အရန်ကမှဖော်ရည်တတ်ပါတယ်။အမေ အမေဘာရင်ချက်လေဗျာတာဘာရမ်းစာနေပြီတာကိုစားဖို့မြင်မြန်ပေးပါအခုထိစားဖို့မချက်ရသေးဘူးထင်ပါလေဗျာအမေဘာရီလုံနေမှမသိတော့ပါဘူးငါကိုယ်တိုင်သွားကြည့်မှဖြစ်မယ်အမေအခုထိစားစရာကမချက်သေးဘူးလားဟုတ်တယ်တာလေးခဏနေရင်ကြက်တော့မယ်နော်တာဒီနေ့လေတဲ့ကအလုပ်တွေကိုလုပ်ပြီးပြီလားဟာဗျာအမေကလေးမနေ့တိုင်းအဲ့ဒီမေးကူမေးနေတယ်တာလေးတစ်ခါတလေတော့နားကျင်တာပေါ့ နေတိုင်းလေထဲမှာပဲအလုံးလုံးနေရမှာလားအမေတားရဲ့ဘာလို့စိတ်ဆိုးနေတာလဲလေလုတ်တာကအမေတို့ရဲ့တခုတည်းသောဝင်ငွေလေအဲ့ဒီအလုပ်ကိုအမေတို့မလုပ်ရင်တော့အမေတို့အိမ်ကဘလို့လုပ်ပြီးတော့လဲပတ်မလဲအမေရလေအမေကအဲ့ဒီစကားတခုပဲပြောနေတော့တာဒီခေတ်လေလုတ်တာကဘာမှမရဘူးကောင်းလေးတွေအကုန်လုံးမျိုးပေါ်တက်ပြီးတော့အလုံးလုံးနေကြတာအမေတယောက်ပဲသားကိုပဲပြေးမှပေးမထွက်တာ တူတာကအမေကိုစိတ်ဆိုးချောင်းပြောပြီးတော့အပြင်ထွက်သွားပါတယ်။ခဏကြာတော့စိတ်ညစ်သွားတဲ့တီတာကကိုယ့်ရဲ့သားလေးအတွက်ထမင်းကူးကအပြင်ထွက်လာပြီးတော့သားလေးကိုပေးလိုက်ပါတယ်။ထမင်းစားပြီးတဲ့ချိန်တူတာကအမေသားတီဟာလို့စီကိုခဏလောက်လေးသွားလိုက်ဦးမယ်။နင်းနေကြမယ်နော်။အဲ့ဒီလိုပြောပြီးတော့တူတာကရွာထဲကိုအလဲထွက်သွားပါတယ်။တီတာကကိုယ့်သားလေးရဲ့ပြင်းပြင်းထန်ထန်အကျဉ်းကြောင့်တူတာရဲ့အနာဂတ်ကိုအမြဲတမ်းစိတ်ပူနေရပါတယ်။ ဖရာကြီးကျမရဲ့သားလေးဘယ်တော့မှယဉ်ကျက်မှာလဲသူကျမရဲ့စကားကိုဘယ်တော့မှမနားထောင်မှာလဲမသိပါဘူးကွယ်သူတာကတော့သူ့ရဲ့တငယ်ချင်းတီဟာရဲ့ဆိုင်ကိုအလဲသွားပါတယ်ဆိုင်ငန်းကိုတော့တီဟာရဲ့အဖေပိုင်မိမယ်တီဟာကအဖေကိုကူညီတဲ့အနေနဲ့ဆိုင်ကိစ္စအလုံးကိုကူညီပေးပါတယ်တီဟာနဲ့သူကတော့ငယ်တငယ်ချင်းတွေဖြစ်ပါတယ်သူတို့နှစ်ယောက်မှာမတူညီတဲ့အချက်ကတော့တီဟာဟာရင့်ကျက်တည်ငြိမ်ပြီးတော့တေချာစဉ်းစားတွေးခေါ်နိုင်တဲ့ယောက်ျားတစ်ယောက်ဖြစ်ပါတယ် ဒါပေမဲ့တူတာကတော့သူနဲ့ဆန့်ကျင်ဘက်ပါအငယ်ချင်းတရားကြီးမင်းဒီနေ့လဲစိုင်းထိုင်နေပါလားဘာဖြစ်လို့လဲဦးလေးကအလုပ်ကိစ္စကြောင့်အပြင်သွားနေလို့လားမဟုတ်ပါဘူးကွာမင်းလဲတရားပဲအဖေကကျမ်းမာရေးမကောင်းဘူးသူကအတန်လဲကြီးနေပြီလေအဲ့ဒါကြောင့်အိမ်ရဲ့တာဝန်တွေကိုငါကဖြည်းဖြည်းချင်းယူနေတာအဖေကငါ့ကိုမနေစူးစမ်းပြီးတော့တယောက်တည်းပြိုးထောင်ပေးခဲ့တာလေငါအမိကငါငငယ်လေးတည်းကစုံသွားတာကွာ ညနေနေဝင်ခါနေ့အချိန်ရောက်တော့သူတားအိမ်ပြန်မို့ထွက်သွားပါတယ်။အိမ်ရောက်တဲ့အချိန်သူတွေ့လိုက်တာကသူ့ရဲ့မိဟာကလေးမောင်မှစောင့်ချုပ်ပြီးတော့အိမ်နေခဲ့ပါတယ်။သူတားကသူ့ရဲ့အမေကိုနှိုးရင်းနဲ့ပြောတဲ့။အမေအမေတားကိုမင်းနေပြီလား။တားကိုထမင်းခုမကြိုးရောက်ဘူးလား။အိတ်သွားပြီပေါ့။တားလေးရေအမေအခုထိစားဖို့ဘာမှမချက်ရသေးဘူး။အမေနေလို့တိတ်မကောင်းဘူးကွယ်။မိဖို့ကြောင့်နေသွားကြည့်လိုက် ။နေကင်းကစားစရာကြံသေးတာရှိလိမ့်မယ်။ကြံနေဟာကိုနှွေးပြီးတော့စားလိုက်နော်။ကို့ဘာသာပြန်နှွေးပြီးစားရမယ်ကြတော့တုတ္တပါဇက်ကပွားစီပွားစီပြောပြီးတော့မိဘကြောင့်လည်းထွက်သွားပါတယ်။ဒီမိကလည်းကွာ၊ तू လည်းဘာမှမစားဘူး၊ငါ့အတွက်လည်းဘာမှမချက်ပါလား။အဲဒီလိုမျိုးတွေ့ရင်လည်းနီးလေကကြံနေစားစရာတွေကိုတူတာကပြန်ပြီးတော့နှွေးစားလိုက်ပါတယ်။စားလို့ပြီးတာနဲ့အိတ်ဖို့အတွက်သူ့ရဲ့ခန်းလေးကိုပြန်သွားအိတ်လိုက်ပါတယ်။ နောင်နေမနက်တူတာပြင်သွားဖို့ပြင်ဆင်နေတဲ့ချိန်သူ့ရဲ့အမေကအခုချိန်ထိအဲ့ရတဲ့လဲနေတာကိုတွေ့လိုက်တယ်။ဒါကိုမြင်တော့တူတာစိတ်ထဲကနေ"ဟမ်အမေဒီနေ့ဘာဖြစ်နေတာလဲ။အမေကဒီလောက်ကြာကြီးအိတ်တက်တဲ့ခြင်းမရှိပါဘူးလေ။အမေကပုံမှန်ငါးထပ်တောင်မှစောပြီးတော့ထားနေပါသေးတယ်။"သူတွေးနေတော့မဲဒေါ်တီရာနိုးလာပြီးတော့သူ့ရဲ့သားကိုစကားလမ်းပြောပါတယ်။"သားလေးတူတာရဲ့ အမေနေမကောင်းလို့အမေကိုရေနွေးလေးတဲပေးပါလားကွယ်။ဟာဗျာတာပြင်းသွားမလို့ကို့ဘာသာတဲလိုက်နော်။အမေကိုတာနေတိုင်းမပြုစုပေးနိုင်ဘူး။တာရေတာငငယ်တုန်းကနေမကောင်းဖြစ်တဲ့အချိန်အမေကတညာလုံးတာကိုပြုစုပေးခဲ့တာပါ။အခုကြီးလာတော့တာကအမေကိုနည်းနည်းလေးတောင်မကူညီပေးရဘူးလားကွယ်။အမေတာတငယ်ချင်းညီနဲ့အပြင်းသွားရအောင်မ။အမေဘာလို့အမြဲတမ်းတားဆီးနေရတာလဲဗျာ။ တားလေးရဲ့မိဘမရှိရင်ဘာမှမရှိတော့ဘူးကွတားအမေရဲ့စကားကိုအခုနားလည်နိုင်မှာမဟုတ်ပါဘူးကွတူတာကအမေရဲ့စကားကိုမကြားချင်အောင်ဆောင်ပြီးတော့အပြင်ထွက်သွားပါတယ်ခဏလောက်နေတော့တူတာဟာသူ့ရဲ့တငယ်ချင်းတီဟာနဲ့တွေ့ပါတယ်နေရာလုံးကတီဟာရဲ့ဆိုင်မှာထိုင်ပြီးတော့စကားစမြည်ပြောကြတယ်ဟဲ့ကောင်တီဟာကြီးအားလုံးအွယ်ကောင်းလေးတွေအကုန်လုံးကအလုတ်တစ်ခုမဟုတ်တစ်ခုရှာပြီးတော့မြို့ထဲမှာအလုတ်သွားလုပ်နေကြတယ် ငါတို့ကြတော့အခုချိန်ဒီဒီရွာထဲမှာပဲလဲလုံနေရတာကွာဟာမင်းတို့ဘာလို့အဲ့ဒီလိုပြောနေတာလဲငါတို့ရွာထဲမှာချစ်ရခင်ရသူတွေနဲ့အတူတူနေရတာပြောဖို့မကောင်းဘူးလားငါတို့ဘယ်တော့မှကိုယ့်ရဲ့ဘဝကို သူများနဲ့တွားပြီးတော့မရှင်းသင့်ဘူးကွာအမလီမင်းကစကကြီးစကကြီးပြောနေပြန်ပြီကွာဒါရီကစကကြီးစကကြီးမဟုတ်ပါဘူးကွာငါတို့တွေအသက်ကြီးနေပြီလေငါတို့ကိုယ့်အရင်တာဝန်တွေကိုစပြီးတော့ယူသိမ့်မယ် မင်းလေကိုယ့်ရဲ့မိကိုနင်းနေပါပါဂယူဆိုင်ပေးအောင်ကွာနားလေလားအေးပါကွာအေးပါအဲ့တော့ကြီးလေတရားချမနေပါနဲ့ငါအိမ်ပြန်တော့မေကွာဘိုင်ရဲ့အရင်စာနေပြီတရားကိုနှုတ်ဆက်ပေးရနဲ့တူတာကအိမ်ကိုပြန်လာလိုက်ပါတယ်ခဏနေတော့အိမ်ပြန်ရောက်တဲ့အချိန်မှာအမေရေအမေဘယ်ရောက်နေလဲဗျတာဘိုင်စာနေလို့ထမင်းမြမြခူးပေးရောဒေါ်တိရာတရားမီးဖို့ကြောင့်နေကနေအမြန်ထွက်လာပြီးတော့ပြောပါတယ် ဒါနင်ကထမင်းစားဖို့ပဲတည်တာလားကိုရဲ့အမေနင်မကောင်းတဲ့အကြောင်းကိုရောတခါတလေတွေးမိရဲ့လားငါကအသက်အရန်ကြီးနေပြီနင်ကိုအိမ်မှာအခုလိုပဲအေးအေးဆေးဆေးမထားနိုင်တော့ဘူးနင်ရဲ့တငယ်ချင်းတီးဟစီကနေနည်းနည်းလောက်တင်ကြားခဲ့ပါလားသူကအရန်ကိုတာဝန်ယူတတ်တာသူတာကအမေစီကဒီလိုစကားတွေကြားတော့စိတ်တွေအရန်တုပ်ပြီးတော့ပြန်ခံပြောပါတဲ့ကောင်းပါပြီအဲ့ဒီလိုဆိုရင်ကျွန်တော်ဒီရင်ကထွက်သွားမယ် အဲ့ဒီချိန်ညမှာတယောက်တည်းအေးဆေးနေတော့ပြီးတော့ဒီရင်က ကျွန်တော်ကိုဘာလို့များပေးထားလို့လဲအဖေကအရက်တောက်ပြီးတော့နေမကောင်းဖြစ်ပြီးတော့ဆုံးသွားတယ်ဒီရင်ကကျွန်တော်တို့ဘာများအကျိုးကျေးဇူးရှိလို့လဲရှိတာကလည်းမြေခွက်တီးတီးလေးတစ်ခုပဲရှိတာလေအဲ့ဒီလိုပြန်ခံပြောပြီးတော့စိတ်ဆိုးနေတဲ့သူတာကအိမ်မော်ကဆင်းသွားပါတယ်အိမ်မော်ကဆင်းပြီးတဲ့ချိန်ညဘက်ဖခင်เจ้าမှာအိတ်မယ်လို့သူကဆုံးဖြတ်လိုက်တယ်ဖခင်เจ้าရောက်တဲ့ချိန်ပုံနာကြီးနဲ့တွေ့တဲ့ ဟေးတုဒတာဒီနေရာမှာဘာလုပ်နေတာလဲတာကပုံမှန်ဖះเจ้าလဲမလာတတ်ပါဘူးအဲ့တော့ဒီနေရာကိုဘလို့ဖြစ်ပြီးရောရောက်လာတာလဲပုံနာကြီးရဲ့အဲ့ဒီလူမျိုးဘာကိစ္စမှမရှိပါဘူးဗျာကျွန်တော်ဒီတိုင်းဖះရှိကိုကိုရောက်လာတာပါဗျာတူတာကအမင်းနဲ့စကားများခဲ့တဲ့အကြောင်းကိုတော့ပုံနာကြီးကမပြောပါဘူးဖះเจ้าနဲ့ကနေထွက်လာခဲ့ပါတယ်ညနေနေဝင်မိုးချုပ်တဲ့အချိန်အရန်ပြန်မနေတဲ့တူတာကအိမ်ကိုပဲပြန်ရောက်လာခဲ့ပါတယ် သူတကိုမြင်တာနဲ့သူ့ရဲ့အမေကသားလေပြန်ရောက်လာပြီလားတော်တော်ချီလက်မြမြန်စေးခဲ့အမေသားဆဖို့အတွက်ထမင်းခူထားလိုက်မယ်အမေဖြစ်တဲ့သူကအေးအေးဆေးဆေးစကားပြန်ပြောတော့သူတလည်းအံ့ဩသွားပါတယ်သူ့စိတ်ထဲမှာတွေးနေတာကငါမနဲ့ကအမေကိုတော်တော်လေးပြန်ခံပြောခဲ့တာဒါတောင်အမေကငါ့ကိုအေးအေးဆေးဆေးစကားပြန်ပြောတယ်ငါတွေ့နေတာကအမေငါ့ကိုအများကြီးစုမယ်လို့ထင်ထားတာ တူတာကသူ့ရဲ့ဒွေးနဲ့ရှုပ်နေရင်းနဲ့ညစာစားပြီးအစားစားလုပ်ပြီးတဲ့အချိန်အိယာတဲ့သွားပြီးတော့အိတ်နေလိုက်ပါတယ်။နောင်နေမနက်မိုးလင်းတာနဲ့တူတာကအရင်ဆုံးသူ့ရဲ့တငယ်ချင်းစီကိုပဲသွားပါတယ်။တီဟာစီကိုရောက်တဲ့အချိန်ဟာတာကြီးဒီနေ့အစောကြီးရောက်နေပါလားဘလို့ဖြစ်တာလဲလေအလုပ်တွေအစောကြီးပြီးသွားလို့လားဟာကွာဘေးကလေအလုပ်လေကွာအဲ့ဒီလေကွာအစုပ်လေးမှာဘသူကအဲ့လောက်ကြိုးကြိုးဆဆလှုပ်ချင်ပါလဲ ဘဝဆိုတာမင်းလိုမျိုးလေးဖြစ်တဲ့နဲ့ဆိုင်ငင်းထဲမှာအေးအေးဆေးဆေးထိုင်ပြီးတော့ပတ်စံကြီးစက်တိုက်ဝင်းနေတာလေတငယ်ချင်းရဲ့မင်းပါလို့အမြဲတမ်းအဲ့ဒီလိုတွေးနေရတာလေဘယ်လုံးမှကြီးတဲ့တီးတဲ့လွဲကူတဲ့ပေမန်းနေလို့မရှိဘူးအလုပ်တိုင်းကိုစူးစမ်းပြီးတော့ရုန်းကန်ရတာပဲအေးပါကွာမင်းကလေစောစောစီစီတရားချမနေပါနဲ့ရောက်တုန်းလေးလက်ဖက်ရည်ဝဲတိုက်ပါအောင်တငယ်ချင်းတို့ကလက်ဖက်ရည်တောက်ပြီးတော့စကားပြောတာနေခင်းနှစ်နာရီထိုးသွားပါတယ် သူတာကတငယ်ချင်းကိုနှုတ်ဆက်ပြီးတော့အိမ်ပြန်သွားတယ်။အဲရောက်တာနဲ့သူတာရဲ့အမေကတာသူတာတာအိမ်ပြန်လာတာကောင်းနေအမေကိုတခုလာကူညီပါလား။အမေကခါးရမ်းနာနေလို့ချင်းလေးကူးခုတ်ပေးပါလား။ဟာဗျာတာခုမှအပြင်းအပြင်းရောက်တာလေ။ခုချက်ချင်းအလုတ်ခိုင်းနေပြန်ပြီ။အခုတော့တာဘာမှမလုပ်ချင်သေးဘူး။ခဏနေလုပ်ပေးမယ်ဗျာ။သူတာရဲ့စကားကိုကြားတော့ဒေါ်တီယာစိတ်အားငယ်သွားပါတယ်။ ဒါပေမဲ့သားလေးကိုတော့ဘာမှထက်မပြောတော့ဝင်နေမိဖို့ကြောင့်နဲ့မှာကို့ဘာသားပဲဝင်သွားပါတယ်။နေခင်းမှာနေလေစားစားပြီးတော့တူတာကရွာထဲအလေပြန်ထွက်သွားပြန်နေ။လမ်းမှာမြင်းရှင်အောင်ကြီးနဲ့တွေ့တော့မြင်းရှင်ကတူတာကိုသူ့ရဲ့လေနဲ့အလုံးလုံးဖို့ကမ်းလှမ်းပါတယ်။ဟေးကောင်တူတာမင်းဘယ်ကိုရှောက်သွားနေတာလဲ။ငါရဲ့လေထဲမှာအလုံးလုံးဖို့အလုံသမားနေနေလိုးနေတာ။မင်းလဲလာခဲ့လေ။မင်းကိုလာစားကောင်းကောင်းပေးပါမေးကွာ။ဒီမှာအောင်ကြီး ျွန်တော်အဲ့ဒီလိုပေးမန်းတဲ့အလုပ်တွေကိုမလုပ်ချင်ဘူးခမရအလုပ်သမားလိုချင်တော့တခြားသူကိုသာရှာလိုက်ဗျာမမဝမ်းမပြန်ပြောပြီးတော့တူတာကသူ့ရဲ့တငယ်ချင်းရှိတဲ့ဆိုင်ဘက်ကိုပဲထွက်သွားပါတယ်တငယ်ချင်းမင်းရဲ့ခုနောက်ကမှထွက်သွားတာလေဘလို့ဖြစ်ပြီးတော့ပြန်ရောက်လာတာလေမင်းရဲ့အမေကလည်းတခါတလေကူညီပါအောင်ကွာမင်းနဲ့တိုင်အပြင်းမဲ့ထွက်သွားမနေနဲ့တခါတလေအကျိုးရှိတာလေးလေလုံအောင်ကွာဒီဟာမင်းတရားမကြပါနဲ့တော့ကွာ လူတိုင်းကငါ့ကိုတရားချဖို့ပဲသိကြတာငါ့ကိုအေးအေးဆေးဆေးနေခွင့်ပေးကြပါဦးတူတရားမင်းစိတ်မဆိုးပါနဲ့ငါတို့ကမင်းကောင်းဖို့အတွက်ပြောနေတာအဲ့ဒါလူယူခဏထားပါဦးငါတွေးနေရကငါလဲမင်းလိုမျိုးစိုင်းတစ်ခုဖွင့်လိုက်ရင်ကောင်းမလားပဲငါလဲစိုင်းတစ်ခုတော့ဖွင့်တော့မယ်ကွာဒီဟာကအန်အောပြီးတော့တူတကို ပြန်မေးပါတယ်မင်းအောင်စိုင်းဖွင့်မလို့လားဘယ်ဟာပစ္စည်းစိုင်းဖွင့်မှာလဲ မင်းရောက်တတ်မယ်လို့ထင်လို့လားရောင်းတတ်တာပေါ့ကွာဆိုင်မှာပစ္စည်းရောင်းတာကကိစ္စမရှိဘူးငါတွေးနေတာကဘယ်ပစ္စည်းဆိုင်ဖွင့်ရင်ကောင်းမလဲဘယ်နေရာမှာဆိုင်ဖွင့်ရင်ကောင်းမလဲအေးပါကွာမင်းဆိုင်ဖွင့်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင်တော့အသီးဆိုင်ဖွင့်လိုက်ငါတို့ရွာမှာဘယ်အသီးဆိုင်မှမရှိဘူးလေအကုန်လုံးကရွာထဲကဈေးတန်းကိုတွားပြီးတော့အသီးဝယ်နေရတာနေရာကိုတော့မင်းစိတ်မပူနဲ့ငါရဲ့ဦးလေးပလာကရွာထဲမှာရှိတဲ့နေရာကောင်းကောင်းလေးတွေကိုကြည့်တယ် သူမင်းကိုကူညီပေးလိမ့်မယ်။ခဏကြာတော့သူတာက ဥပလကိုတွားတွေ့ပါတယ်။ဥပလပြောဥပလရေခမားနဲ့စကားပြောချင်လို့အပြည့်ခဏလောက်ထွက်ခဲ့ပါလား။အော်သူတာမင်းပါလားမင်းဒီနေရာကိုဘလို့ဖြစ်ပြီးရောရောက်လာတာလဲအလုပ်ကိစ္စတခုခုရှိလို့လား။ဟုတ်တယ်ဦးလေးဒီဟာကပြောတယ်ဦးလေးတယောက်ပဲကျွန်တော်ကိုကူညီနိုင်မယ်ထင်တယ်ကျွန်တော်ကရွာထဲမှာစိုင်းတစ်ဆိုင်ဖွင့်ချင်တာဗျာ။ အဲ့ဒီတွင်နေရာကောင်းတနေရာလိုချင်တာဗျကောင်းတာပေါ့ကွာမင်းလည်းရင်ကျက်လာပြီပေါ့ကောင်းပါပြီငါတခုခုစီစဉ်ပေးမယ်တခုတော့ရှိရဲ့နော်နေရာကကိုတော့လိုင်းမမှန်ပေးရမယ်ကောင်းပါပြီကျွန်တော်လက်ခံပါတယ်ရက်ပိုင်းလောက်တွင်မှာပဲတူတာကဟိုဟိုတီတီကနေပတ်စံချပြီးတော့အသီးဆိုင်ဒီဇိုင်းဖွင့်လိုက်တယ်ဒါပေမဲ့စိုင်းကိစ္စနဲ့ပတ်သက်လာရင်တူတာမှာအတွေ့အကြုံသိမ့်မရှိတဲ့အတွက်ဝယ်တဲ့လူတွေကိုစကားကောင်းကောင်းပြန်မပြောတတ်ပါဘူး အချိန်နည်းနည်းကြာလာတော့တူတာကဆိုင်ငန်းကိစ္စတွေကိုစိတ်မဝင်စားတော့ပါဘူးတဲ့ဆိုင်ထန်ရတာမောလာပြီကွာဒီနေ့ဆိုဝယ်တဲ့သူလည်းမလာဘူးဘယ်ပြမမထွက်နိုင်တာရက်တော်တော်ကြာနေပြီဝယ်တဲ့လူမရှိတဲ့အတွက်အိမ်ခဏပြန်အိတ်လိုက်ပါအောင်မေအဲ့ဒီလိုတွေးပြီးတော့တူတာကသူ့ရဲ့ဆိုင်ကိုပိတ်ပြီးတော့အိမ်ကိုပြန်လိုက်တယ်အိမ်ကိုပြန်ရောက်တဲ့အချိန်သူ့ရဲ့အသက်ကြီးတဲ့အမေကတူတာကိုစကားလမ်းပြောပါတယ်တာတူတာ ဘလို့ဖြစ်ပြီးတော့ဒီနေ့ဆော့ဆော့ပြန်လာတာလဲဈေးကအရင်ရောင်းကောင်းလို့လားဘယ်ကတော့ရောင်းကောင်းရမှလဲအမေကဒီနေ့စိုင်းမဝယ်တဲ့လူတယောက်မှမရှိဘူးတားထင်တော့လူတွေကအသီးစားဖို့မိနေကြတာနေမယ်ဝယ်မဲ့လူလည်းမရှိဘဲနဲ့ဘာလို့တနေကုန်စိုင်းထိုင်နေရမှလဲအမေရဲ့အဲ့ဒါထက်စာရင်အင်ကိုပြန်လာပြီးတော့တရေးအိတ်တာကမှပိုကောင်းမယ်ကောင်းပါပြီကွယ်တားဒီနေ့တော့နားလိုက်ပါ မိုးလဲရွာဖို့ရှိတော့နားလိုက်ပါတော့ မနေ့ပြန်တော့စိုင်းကိုကောင်းကောင်းထိုင်တော့နေတိုင်းနားဖို့ကြောင့်ပဲတွေးမနေနဲ့ဘလို့လို့အဆင်ပြေမလဲ။ဒါခက်ခက်ခဲခဲစူးစမ်းပြီးမှဒီစိုင်းကိုရလာတာလေ။စိုင်းငန်းကိုတော့တားရဲ့ပြင်းတဲ့စိတ်ကြောင့်မဆုံးရှုံးစေနဲ့။ဟုတ်ကဲ့ပါအမေ။အမေပါလို့ဒီလောက်တောင်စိတ်ပူနေရလေ။အမေအခုတားကိုခဏလောက်နားခွင့်ပေးပါဦး။အဲ့ဒီလိုပြောပြီးတော့တူတာကသူ့ရဲ့ကလေးပေါ်မှာအိတ်လိုက်တယ်။သူ့ရဲ့မိကထမင်းချက်ဖို့အတွက်မိဘကြောင့်လေးကိုထွက်သွားပါတယ်။ အဲ့ဒီချိန်မှာပဲမိုးကတဖြည်းဖြည်းချင်းစပြီးတော့ရွာတော့တယ်။တနေ့လူတစ်ယောက်ကတူတာရဲ့ဆိုင်ကို အသီးဝယ်ဖို့လာတဲ့အချိန်တူတာရဲ့တူတာငါအသီးဝယ်ခြင်းလို့ငါ့ကိုငပြောသီးနဲ့ပန်းသီးပေးဒါနဲ့အရင်ဆုံးပန်းသီးစီလီပြောပါအောင်ဟုတ်ကိုအသီးစီကရွာထဲမှာရောင်းတဲ့လူတွေလိုပါပဲဈေးကိုလည်းတန်းတန်းလေးပဲရောင်းတာပါပန်းသီးက30သားကို9000ပါဗျဟာဟာယူနေတာလား ဘာလို့ဒီလောက်တောင်မှဈေးကြီးနေရတာလဲဈေးထဲမှာဆိုရင်တော့30သားကို3000တောင်ပဲပေးရတယ်မင်းကရွာသားတွေကို အမျက်အယမ်းတင်ပြီးတော့ရောင်းနေတာပဲဒီမာဦးလေးဝဲချင်းဝဲမဝဲချင်းထွက်သွားလိုက်ကျွန်တော်ကိုအပူစကားတွေလာမပြောနဲ့ကောင်းပါပြီကွာသွားပါပြီဘသူကမှမင်းရဲ့ဆိုင်ကိုအတိဝဲချင်းတာမဟုတ်ဘူးသိရဲ့လားဝဲသူဟာသူ့တားရဲ့ကျန်းတဲ့စကားတွေကိုနားထောင်ပြီးတော့ဆိုင်ထဲကနေထွက်သွားပါတယ် သူတားရဲ့အကျင့်ကြောင့်ရွာတွေကလူတွေက သူ့ရဲ့ဆိုင်ကိုလုံးဝမလာကြပါဘူး။ရလန်နေနဲ့ဆိုင်ထဲကအသီးတွေကစပြီးတော့ပုတ်လာပါတယ်။အမြင်မရှိတဲ့အတွက်သူတားဟာဆိုင်ငင်းကကိုအချိန်မီမပေးနိုင်တော့ပါဘူး။ရွာတွေက အကျွေးယူတဲ့လူတွေကလည်းသူတားစီကိုလာပြီးတော့သူတို့ရဲ့အကျွေးကိုတောင်းကြပါတယ်။တောင်းမရတဲ့အစုံမှာတော့သူ့ကိုချိန်ချောက်ကြပါတယ်။ဟေးကောင်တူတာငါတို့ရဲ့အကျွေးကိုမင်းဘယ်တော့ပြန်ဆက်မှာလဲ။ ငါတို့ရဲ့ပတ်စံပြန်ပြီးနော်မဟုတ်ရင်မင်းကိုတော့လူတွေမမှတ်မိတော့တဲ့ဒီစုပ်ပြတ်တအောင်လုပ်ပြီးသားမရပိုင်းလောက်ကြတော့ဆိုင်ငန်းကမပေးနိုင်ပဲတူတာရဲ့ဆိုင်အပိတ်ခံလိုက်ရပါတယ်တူတာကဘလောက်အပြင်းကြီးတဲ့သူလဲဆိုရင်တော့ဒီလောက်ပြဿနာတွေတက်နေတာတော့မှသူဟာဘလို့မှမခံစားရပါဘူးတဲ့တနေ့တူတာရွာတဲ့အလေသွားနေတဲ့ချိန်လူနှစ်ယောက်ကတူတာကိုတားပြီးတော့ချင်းချောက်ကြပါတယ်ဟဲ့ကောင်တူတာ မင်းလွန်းနေပြီနော်ငါတို့ရဲ့အကြွေးတွေကိုအေးအေးဆေးဆေးပြန်ဆက်လိုက်မဟုတ်ရင်တော့အကြွေးအတွက်မင်းကို ရားစရာမရှိအောင်လုပ်ပြမယ်အကိုရဲ့အဲ့ဒီလောက်စိတ်မဆိုးပါနဲ့ဒီနေ့ပဲခမားတို့ရဲ့အကြွေးကိုပြန်ဆက်ပါမယ်ဟုတ်ပြီဒီညနေအကြွေးမရရင်တော့မင်းမလွယ်ဘူးမတ်သူတို့ရဲ့စကားကြောင့်သူတအရန်လန့်သွားပါတယ်သူ့ရဲ့စိတ်ထဲမှာအကြွေးတစ်ခုဝင်လာတယ် အမိပါလက်ဝဲယတနာတွေနည်းနည်းရှိတာပဲအဲ့ဒီယတနာတွေကိုခဏလောက်ယူပြီးတော့ရေရှင်စီမှာပေါင်လိုက်မယ်ရားတဲ့ပတ်စံနဲ့ရွာထဲမှာရှိတဲ့အကျွေးတွေကိုအရင်ဆုံးဆက်လိုက်မယ်မဟုတ်ရင်တော့ရွာသားတွေကငါ့ကိုဝိုင်းစော်ကြတော့မှာသူတာကအင်ကိုတူးတူးလေးပြန်လာပြီးတော့သူ့မရဲ့လက်ဝဲယတနာတွေကိုယူလိုက်ပါတယ်ပြီးတော့လဝိယရဏာတွေကို မြေရှင်စီပေါင်ဖို့သွားပါတယ်။မြေရှင်ခင်ဗျာဒီလဝိယရဏာတွေယူပြီးတော့ ကျုပ်ကိုပတ်စံနေနေလောက်ထုတ်ချီလို့ရမလားကျွန်တော်ပတ်စံအရေးကြီးလိုအပ်နေလို့ပါဟာဘလို့ဖြစ်တာလဲသူတာအရင်နေ့ကမင်းငါကိုအရန်နေညင်းခဲ့တာလေဒီနေ့ဘလို့ဖြစ်ရတာလဲဘလို့ဖြစ်ပြီးတော့ရတနာတွေကိုပေါင်ဖို့ရောက်လာတာလဲဒီကိစ္စတွေကိုမေးလိုက်ပါဗျာကျွန်တော်ပတ်စံအရန်လူနေတာခမားဒီလက်ဝိတ်ရတနာတွေကိုယူပြီးတော့ကျွန်တော်ကိုပတ်စံပေးလိုက်ပါအေးပါကွာအေးပါ မင်းဒီလောက်ပြောနေမှာတော့ငါမင်းကိုပတ်စံပေးပါမေးရေရှင်စီကပတ်စံရတော့တူတရဲ့အကျိုးတွေအကုန်လုံးပြန်ဆက်လိုက်ပါတယ်ဒီမှာရောမင်းတို့ရဲ့ပတ်စံနေနောက်ထပ်ငါးစီကိုပတ်စံလာမတောင်းကြနေတော့အေးပါကွာငါတို့လည်းမင်းစီလာဖို့ဝါသနာမပါပါဘူးငါတို့ကကိုယ့်ရဲ့ပတ်စံကိုပဲပြန်တောင်းတာလေဒီလိုနဲ့ရန်နေနေကြာသွားပါတယ် တနေ့သူတားရဲ့အမေကသူမရဲ့ဗီဒီယိုကို ဖွင့်ကြည့်တဲ့အချိန်လက်ဝှေ့ရဏာတွေကိုမတွေ့ရတော့ပါဘူး။ဒါကြောင့်ဒေါသီယာဟာအရန်စိတ်ညစ်သွားပြီးတော့သူတားကိုချက်ချင်းရှာဖို့ရွာထဲသွားပါတယ်။လမ်းမှာဒေါသီယာကရွာတကြီးနဲ့တွေ့ပါတယ်။ဒေါသီယာစိတ်ညစ်နေတာမြင်တော့ရွာတကြီးကညီမလေးဘာဖြစ်လာတာလဲ။ဘာလို့ဒီလောက်ကြောက်နေတာလဲ။တကြီးရဲ့ ဘလို့ပြောရမလဲရှင်ကျမတော့သွားပါပြီကျမရဲ့လက်ဝိရတနာတွေကိုတယောက်ယောက်ကခိုးသွားပြီအခုကျမဘာလုပ်ရမလဲအဲ့ဒီရတနာတွေကို ကျမကတားလိအတွက်ခြံထားတာဟာဒါကြီးကလုံးဝမကောင်းဘူးနော်ညမကြီးမတေးချာစစ်ရလားကျမနေရာတိုင်းကိုစစ်ပြီးပါပြီဒါပေမဲ့ဘယ်နေရာမှမတွေ့ပါဘူးရှင်အဲ့ဒါကြောင့်သူတကို အမြန်ရှားနေတာအခုသူပဲတစ်ခုခုလုံးနိုင်တော့တာ ကျမကအသက်ကြီးနေပြီဆိုတော့ဘယ်မှမတွားနိုင်တော့ဘူးလေ။နားထောင်ပါညီမကျွန်တော်ပြောတဲ့စကားကိုစိတ်တော်မစိုးပါနဲ့။ဘာဖြစ်လို့လဲတကြီးကျမကိုပြောပါ။ကျွန်တော်အတင်းအဲ့ဒီလက်ဝိရတနာတွေကိုတုဒ္ဒယူသွားတာပဲဖြစ်မဲ့ရွာထဲမှာတုဒ္ဒကအကျွေးရင်များကြီးယူထားတယ်။လက်တလောကသူသူ့ရဲ့အကျွေးကိုအကုန်လုံးပြန်ဆက်လိုက်ပြီ။တကြီးရဲ့ ကျမသားမှာဒီလိုမျိုးမရှိပါဘူး။သူကအပြင်းကြီးပေမဲ့အဲ့လိုမခိုးဘူးနော်။ရာဒကြီးရဲ့စကားကိုကြားပြီးတော့အယံဝမ်းနဲ့သွားတဲ့ဒေါ်သီတာကဆရာငယ်တဲ့မျက်နှာနဲ့အင်ကိုပြန်သွားပါတယ်။အချိန်နှင်းငယ်ကြတော့တုဒ္ဒအင်ပြန်လာခဲ့တယ်။ဒါအမှန်တိုင်းဖြေနော်။အမေရဲ့ဗီဒီယိုတွေကလက်ဝိရတနာတွေကိုတားယူလိုက်တာလား။သူ့ရဲ့အမေမေတော့သူတကဘာမှမချင်မင်းနဲ့အကုန်လုံးကိုအမှန်တိုင်းပြောပြလိုက်ပါတယ်။ တုဒ္ဒပဇက်ကအမှန်တရားကိုကြားလိုက်တော့ဒေါသီရာလည်းအယံကိုစိတ်ဆိုးသွားပါတယ်။ဟဲ့သုံးစားမရတဲ့အကောင် အခုနင်ကိုယ့်ရဲ့အိမ်မာတောင်ခိုးနေပြီပေါ့ငါနင့်ကိုအဲ့ဒီလိုလှုပ်ဖို့တွန့်တင်ထားသလားငါနင့်ကိုဘလို့အဖြစ်ပေးရမလဲငါဟာကံအယံဆိုးပါလားနင့်လိုသုံးစားမရတဲ့သားကိုရထားတာပဲမိခင်စီကဒီလိုစကားကြတော့တုဒ္ဒလည်းအယံစိတ်ဆိုးသွားပြီးတော့အိမ်ကနေထွက်သွားပါတယ် အင်္ဂါထွက်သွားပြီးတော့တီဟာရှိတဲ့သူ့ရဲ့ဆိုင်ကိုသွားတယ်။ဒေါသထွက်နေတဲ့တူတာကိုမြင်တော့တူတာမင်းမလိုအရင်စိတ်ဆိုးနေတာလေ။ဘာဖြစ်တာလဲ။မင်းမနေပါနဲ့ကွာ။ငါဘွားကငရေကြနေတယ်လို့ပဲ။အမေကနေတိုင်းငါနဲ့ရှယ်ဖြစ်ချင်နေတာလေ။ဒီနေ့ဆိုငါအရင်စိတ်ဆိုးတယ်။ငါအမေကိုအမှန်တိုင်းပြောပြရတဲ့သားနဲ့အမေကငါ့ကိုအများကြီးဆူတယ်လေ။ ဟာမင်းကဘာဖြစ်ခဲ့တာလဲငါ့ကိုအရင်ပြောပြလေတငယ်ချင်းမင်းလည်းသိတဲ့အတိုင်းပဲဇီယောင်းနာကအစင်မပြီးတော့ငါ့အတွေးတွေအများကြီးတင်ခဲ့တယ်လေဒါကြောင့်ငါကအမေရဲ့လက်ဝိရှင်နာရီကိုပေါင်ပြီးတော့အတွေးတွေကိုဆက်လိုက်တယ်အဲဒီလက်ဝိရှင်နာရီကို အမေကငါ့အတွက်ချန်ထားတာလေအရေးကြီးတဲ့အချိန်မှာလက်ဝိရှင်နာရီကိုခဏယူသွင်းလိုက်တာငါတော်တော်မှားသွားလို့လားသူတို့ကငါ့အတွက်ဘာမှမလုပ်ပေးဘူးလို့လေ အမွေဆိုတဲ့ခေါင်းစဉ်အောင်မှာမြေကွက်တိတိလေးပဲရှိသေးလေနောက်ထပ်ကလဝိရှရနာနင်းနေလေးပဲအဲ့ဒီဟာကိုတုံးလိုက်ပြန်တော့လေအမေကမကြိုက်ဘူးကွာငါအမေကိုတော်တော်စိတ်ကုန်နေပြီကွာမင်းယူနေပြီလားပြောချင်ရပြောနေတော့တာပဲမင်းအမေကမင်းကောင်းမှုအတွက်ပြောနေတာလေပြီးတော့မင်းကအဲ့ဒီရတနာတွေကိုယူတာမဟုတ်ဘူးကွာခိုးခဲ့တာခိုးတာကမကောင်းတဲ့အကျင့်လေမင်းဟာအမေရှိတာရဲ့တန်ဖိုးကိုဘယ်တော့မှနားလည်မှာမဟုတ်ဘူးငါ့ကိုကြည့် အမေမရှိတဲ့အတွက်တော်တော်လေးကိုဒုက္ခရောက်တယ်။ဖေအောင်မင်းကအမေနဲ့ငါ့အမိဘက်ကပဲနေပေးနေတာ။မင်းငါ့တငယ်ချင်းရောဟုတ်ရဲ့လား။တူတာနဲ့ဒီဟာစကားပြောတော့သူတို့ပြောတဲ့စကားတွေအကုန်လုံးကိုတီဟာရဲ့အဖေကြီးကကြားသွားပါတယ်။တာတူတာမင်းကမင်းဖေနဲ့တပုံစံနဲ့ပဲမင်းရဲ့အသက်အရန်အုံနေတဲ့အမေကမင်းအတွက်ဆိုဘာမှမဆိုလုပ်ပေးတာ။ မင်းကတော့ကိုယ့်ရဲ့အမေနဲ့ပတ်သက်ရင်ဒီလိုအောက်တန်းကျတဲ့အတွေ့တွေပဲတွေးနေတော့တာမင်းကအရန်ကိုမိုက်မဲတဲ့သားမိုက်ပဲမင်းဖေနဲ့လုံးဝတူတာပဲအပြင်ကြည့်ပြီးတော့တကူကောင်းဆန်နေမင်းရဲ့အဖေကလည်းအရက်သေးစားတောက်စားဖို့အတွက်အဖိုးစီကအမွေရခဲ့တဲ့ပိုင်ဆိုင်မှုတွေကိုရောင်းခဲ့တာဒါပေမဲ့မင်းအမေကမင်းရဲ့အနာဂတ်အတွက်အကုန်လုံးနဲ့ရံဖြစ်ပြီးတော့လေကွက်နည်းနည်းလေးကိုခြံထားတာမင်းငငယ်တုန်းကမင်းရဲ့အမေကသူများ၏မှာအိမ်ပေါ်လောက်ပြီးတော့မင်းကိုရှာကြွေးထားတာ သူဒီလောက်ပေးဆက်ခဲ့တာတော့မှမင်းကဒီလိုလုပ်တယ်ပေါ့။တီဟာအဖေပြောတာကြားပြီးတော့သူတလည်းအယန်းကိုစိတ်မကောင်းဖြစ်သွားတယ်။ပြီးတော့သူ့ရဲ့အမေကိုဆက်ဆံခဲ့တဲ့ ပုံစံကြောင့်အယန်းကိုနောင်တရလာပါတယ်။ဦးလေးပြောတာမှန်တယ်။ကျွန်တော်တော်တော်မှားသွားပြီ။အမေကကျွန်တော်အတွက်ဘလောက်တောင်မှပေးဆက်ခဲ့ရတယ်ဆိုတာကျွန်တော်မသိခဲ့ဘူး။ဦးလေးကကျွန်တော်ကိုလမ်းမှန်ပြပေးတာပဲ။အုံနောက်မရှိတဲ့ကျွန်တော်ကအမြဲတမ်းအမေကိုစိတ်ဆင်းရအောင်လုပ်ခဲ့တာဗျာ။ ျွန်တော်လူလူကငရဲမာတော့နေစရာရှိပါတော့မလားဗျာအခုကျွန်တော်ဘာလုပ်ရမလဲအမေကိုဘယ်ပါးစပ်နဲ့တွားပြီးတော့တောင်းပန်ရမလဲကျွန်တော်တောင်းပန်ဖို့အခွင့်အရေးရှိပါမလားဗျာသူတာအမေတယောက်ကကို့သားသမီးကို ကြာကြာစိတ်မဆိုးပါဘူးကွာဟုတ်တယ်သားလေးဖြစ်ခဲ့တာကိုလက်ခံလိုက်ဒါအမားလုံးမိတာကိုလက်ခံပြီးရင်အပြစ်တွေကြေအောင် ပြန်ဆက်လို့ရတယ်အခုချက်ချင်းအိမ်ပြန်ပြီးတော့အမေကိုတောင်းပန်လိုက် ။နောက်ဆိုရင်အမေကိုတည်တည်ကြာကြာဂရုစိုက်ပေးရမယ်။အမေကိုလုံးဝဒုက္ခမရောက်စေနဲ့။တနာဝကောင်းတဲ့မင်းမီကတော်တော်လေးကိုခံစားထားရတာ။ဒီဟာတို့သားဖားနဲ့စကားပြောပြီးတော့အင်ကိုချက်ချင်းပြန်သွားပါတယ်။အင်ရောက်တာနဲ့သူတာကအမေကို အမားတွေတွေတောင်းပန်တော်တာပေါ့။အမေသားတောင်းပန်ပါလေ။ตาအမားကြီးအများကြီးလုတ်ခဲ့တယ်အမေကို စိတ်ညစ်အောင်လေးလုတ်ခဲ့တယ်ဒါပေမဲ့ဒီနေ့ကစပြီးတော့ အမိကိုလုံးဝဒုက္ခမပေးတော့ပါဘူး။ဒါအမိရဲ့ယတနာတွေကိုရအောင်ပြန်ရွေးခဲ့ပါမယ်။ဒါနေတိုင်းအလုပ်ကျိုးစားပါမယ်အမိ။ဘာမှမဖြစ်ပါဘူးဒါရင်။ဒါနားလေတာနည်းနည်းနောက်ကျပြီမယ်။ဒါတေချာတော့နားလေသွားခဲ့တယ်။ဒါလေအမိအတွက်ဘာမှလုပ်ပေးဖို့မလိုပါဘူး။အမိကဒါအနာဂတ်အတွက်စိတ်ပူပြီးတော့ပြောခဲ့တာ။ဒါကြောင့်ဒါကိုအလုပ်ကျိုးစားဖို့မှားနေတာ။အမိကအသက်အရန်ကြီးနေပြီဆိုတော့ဘာလို့သေးလဲ။ ဒါအမိကိုစကားတရားပြောပြီးတော့အမိကိုတယောက်တည်းထားမသွားရင်အမိကအယမ်းပျော်ပါပြီ။စကားပြောရင်းနဲ့တာမိနီယာလုံးမျက်ရည်တွေဝဲလာကြပါရဲ့။နောက်နေ့ကစပြီးတော့တူတာကကိုယ့်ရဲ့လဲမှာအားနဲ့မန်နဲ့အလုပ်ကြိုးစားဖို့ထွက်သွားပါရဲ့။တူတာကနေတိုင်းနေတိုင်းအလုပ်ကြိုးစားလုပ်ပြီးတော့သူ့ရဲ့အမိနဲ့အတူပျော်ရှင်စွာနဲ့နေထိုင်သွားပါတော့တယ်ကွ။ဟုတ်ကဲ့ပါ။ဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲရှင်။ ုံမြင်လေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပြီးတော့ဆုချင်ပါတယ်။နောက်ထပ်ပုံမြင်သစ်တွေနဲ့ပြန်လာခဲ့ပါအောင်ရှင်။